မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံကျော်အစိုးရများကိုအကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲအတွက်ကြီးညာခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ်လာမယ့်ရွေးကောက်ပွဲကိုပြည်ရင်းပြည်ပမှာရှိတဲ့ဒီမိုကရေစီအင်အားစုတွေကအပြင်းထန်ဆန့်ကျင်နေတဲ့အချိန်မှာပဲပြည်ရင်းကရုပ်ရှင်သရုပ်ဆောင်တွေက ဝါရဖြတ်ရုပ်ရှင်တွေကိုစတင်ရိုက်ကူးနေတယ်လို့နိုင်ငံကျော်အစိုးရတွေကလည်းဝေးကောက်ပွဲအတွက်စတင်ကြေညာပေးနေရတယ်လို့သိရပါဗျ။ပြည်ဝင်းမှာထင်ရှားတဲ့အစိုးရတွေဖြစ်တဲ့နေနီခင်စောစမ်းမြေမောက်ချိုအောင်လဝေလာဖိုးကာရရင်အောင်အောင်ထက်ဖြိုးပြေစုံဟန်နီတာမိဆန်နီမေလာတန်စင် အင်ချင်အင်းရဖြစ်နဲ့လိမ္မော်သီးတို့ဟာဆိုင်းဘုတ်စာတန်းနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကြီးညာပေးနေရတာပဲဖြစ်ပါတယ်ဒီလိုရွေးကောက်ပွဲကြီးညာတွေကိုတော့စစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာတွေအပြင်လူထုတွေအသုံးများတဲ့ TikTok application တွေမှာပါအားကောင်းကောင်းနဲ့ဝါရဖြန့်လာတာကိုတွေ့ရပါတယ်တော်လိုင်းအင်အားစုတွေဘက်ကတော့စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့အမှုပညာရှင်တွေကိုဒမိတ်မောက်စန့်ကျင်ဖို့လူမှုရေးပြည်ထောင်ပေးဖို့လူထုကိုလှုံ့ဆော်မှုတွေလုပ်နေပြီးတော့အဲ့ဒီလှုံ့ဆော်မှုတွေပြန်လည်အားကောင်းလာနေပြီပဲဖြစ်ပါတယ် တဖက်မှာလည်းအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲအတွက်ဝါရဖြန့်မှုအမှုပညာရှင်တွေ အကုန်လုံးကိုဖိအားပေးအသုံးပြုနေတယ်ဆိုတဲ့သတင်းတွေလည်းရုပ်ရှင်လောကအတိုင်းအဝိုင်းမှာထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရွှေကုတ်ကိုကြားဖြတ်လောင်းကစားမြို့တစ်ကိုထူထောင်သူလဲဖြစ်စစ်တပ်လက်အောက်ခံ KNL ကြားဆောင်တပ် BGF ကောင်းဆောင်စောချစ်သူရဲ့ အဖေတဖွဲအားကိုရာကိုးခွေရာလည်းဖြစ်တဲ့နိုင်ငံတကာရာဇဝတ်တရားခံကြားဖြန့်ခေါင်းဆောင်ရှီစီဂျန်းကိုထိုင်းကရပ်ပေါင်း90အတွင်းမှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးတော့မှာဖြစ်တဲ့ဆိုတဲ့သတင်းဟိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံမှာရှိတဲ့အယူခံတရားရုံးကနိုင်ငံတကာရာဇဝတ်မှုများအပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကန်ခဲ့တဲ့ကြားဖြန့်ငွေလိန်ခိုင်းရရဲ့အဓိကခေါင်းဆောင်ရှီစီဂျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရတဲ့ကိစ္စကိုအတီးပြုတ်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးတော့ရပ်ပေါင်း90အတွင်းမှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမှာဖြစ်တယ်လို့သိရပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်နဲ့ခံယူထားတဲ့ရာဇဝတ်တရားခံရှီစီဂျန်းကိုတရုတ်နိုင်ငံကလောင်းကစားမှုများကြားဖြန့်ငွေလိန်မှုများနဲ့အလို့ရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။ရှီစီဂျန်းဟာတရုတ်ယွမ်ငွေ2985ဘီလီယံ ထိုင်းဘဏ်ငွေစနစ်တသမ6 trillion ကန်ကျော်လိမ့်လေခဲ့တဲ့ကာစီနို website 239ခုထဲမှာနေတီထောင်စီမံခန့်ခွဲရန်အမိပေးခဲ့သူဖြစ်ပြီးတော့ပြည်ထောင်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့လိမ့်လေမှုများအတွက်အဓိကတာဝန်ရှိသူအဖြစ်ပြည်ထုတ်အစိုးရကအလို့ရှိနေခြင်းဖြစ်တယ်လို့သိရပါဗျ။သူ့ကို2022ခုနှစ်ဩဂတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်း ထိုင်းအစိုးရကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး2022ခုနှစ်နိုဝင်ဘာလမှာ၎င်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးအပ်ရန်တရုတ်ကတောင်းဆိုခဲ့ပြီးတော့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာ၎င်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတိအပြုဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။1993ခုနှစ်ကထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားမှာတရားခံလွှဲပြောင်းပေးရရေးစာချုပ်အရာလွှဲပြောင်းပေးရခြင်းကိုဆောင်ရွက်နေခြင်းဖြစ်ပြီးတော့အဲ့ဒီအမှုမှာနိုင်ငံဖြတ်တော်အမှုကြီးများကိုကန့်ကွက်ဖြစ်ရှိရမှာထိုင်းနယ်တရုတ်အာဏာပိုင်များကြားမှာနှိကက်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းအစိုးရနဲ့တရုတ်အစိုးရတို့ကြားမှာအနီးကပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့တရုတ်နိုင်ငံသားရှီစီဂျန်းဟာ ကောစင်တာနဲ့ကြားဖြတ်လောင်းကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံမှာကြားဖြတ်စီမံကိန်းမျိုးတည်များကိုအကောင့်ထက်ပေါ်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။စစ်တပ်လက်အောက်ခံကရင်နယ်ကျောင်းဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူကရှီစီချန်းလွတ်မြောက်ရေးအတွက်စူတောင်းပွဲကိုရွှေကုတ်ကမှ2024ခုနှစ်ဩဂတ်စ17ရက်နေ့မှာကျင်းပပြုလုပ်ပေးခဲ့ပြီးတော့၎င်းကိုယ်တိုင်တက်ရောက်ပြီးတော့ဝိပုစူတောင်းခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာလောင်းကစားငွေလိမ်လုပ်ငန်းများကြောင့်အလို့ရှိခံနေရတဲ့ရာဇဝတ်တရားခံရှီစီချန်း ဘေးကင်းရန်ကျန်းမာစေရန်နဲ့ပြန်လည်လွတ်မြောက်ရန်ကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူကသူ့ရဲ့ပထွေးကိုရွှေကုတ်ကိုမှလူရန်နဲ့ချီတက်ရောက်တဲ့အခမ်းအနားပြုလုပ်ပြီးတော့ဝိပုစုတောင်းခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်းဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့နေပြီးတော့ပြင်းမနာမျိုးကရွှေဆိုင်တဆိုင်မှာတနက်အတုပြပြီးတော့ မြအတိုက်လူရခံရပြီးရက်ွက်နေပြည်သူတွေကအဲ့ဒီသူကို wifi ပေးလို့ပြည်စည်းတွေပြန်ရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုဗန်မာလာ၁၀ရက်နေ့မနေ့ကမနေ့မှာပြည်မနာမျိုးပေါ်မင်္ဂလာချင်းစုရဘူတောက်ထိန်မိန်လမ်းမဘေးကရောင်နေဥရွှေဆိုင်ကိုတနတ်အတုနဲ့ရွှေတယ်များထည့်ထားတဲ့ဘူးကိုလူကြီးတဲ့လူငယ်စုံတွဲကိုရက်ွက်က wifi ပေးကြတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကမနေ့9နာရီလောက်မှာစိုင်ဖွင့်တဲ့အချိန်မှာမှန်ကောင်တာပေါ်မှာရွှေထဲတဲ့ဘူးကိုတင်ထားတာအဲ့ဒီအချိန်လူငယ်ဇုံလေးရောက်လာပြီးတော့တနက်ပြပြီးတော့လူပြေးတာလို့ဒေသခံပြည်သူတို့ကအတီးပြုပြောကြထားပါလေလူရက်ခံရတဲ့ရွှေဆိုင်ပန်းရှင်ကစိုင်ငယ်ပေါ်တက်ပြီးတော့ပြေးဖို့လှုပ်တဲ့လူငယ်နှုတ်ရဲ့စိုင်ငယ်ကိုပြေးကန်ပြီးလဲသွားတဲ့အချိန်မှာရက်ကွက်နေပြည်သူတွေကိုအကူအညီတောင်းရကနေလိုက်လံ Wi-Fi ပေးကြတယ်လို့သိရပါလေစိုင်ငယ်နဲ့ပြေးဖို့လှုပ်တော့စိုင်ရှင်ကအဲ့ဒီစိုင်ငယ်ကိုပြေးကန်လိုက်တာ အဲ့တော့လူငယ်စုံတွေကရွှေဘူးပိုက်ပြီးတော့ခြေချင်းဖြတ်ပြေးရတော့တာပေါ့အဲ့ဒီမှာရက်ွက်တွေကလူတွေကလိုက်ဖမ်းတာတလန်းကျော်ကတဖက်ပိတ်လမ်းထဲမှာမိသွားတာလို့မျက်မြင်တွေ့ရှိသူတူကပြန်လဲပြောပြထားပါတယ်ရွှေလူရပြီးတော့ထွက်ပြေးတဲ့လူငယ်စုံတွေရဲ့အိတ်ထဲမှာတနက်အတုနှက်လက်ကိုတွေ့ရပြီးတော့ရက်ွက်နေပြည်သူတွေကရဲစခန်းကိုဖမ်းပြီးပို့ကြကရွှေတဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းရွှေဆိုင်ပန်ရှင်ကပြန်လဲရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ဖအံမျိုးနဲ့ဖအံအချင်းတော်မှာထောင်လွင်းလုံခြုံရေးနဲ့ထောင်လွင်းသတင်းပေါက်ကြားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရိုက်နှက်ဆစ်ဆေးခံရတာကြောင့်နိုင်ငံရေးအချင်းသားတို့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖအံထောင်မှာထောင်လွင်းလုံခြုံရေးနဲ့ထောင်လွင်းသတင်းပေါက်ကြားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်မှာအချင်းတော်ဦးစီမှုဦးချစ်လွင်နဲ့ရဲဝန်ထမ်းတွေပူးပေါင်းပြီးတော့အကြမ်းဖက်ဝင်ရောက်စီးနှင်းခဲ့ကြတယ်လို့သိရပါဗျ။ အချင်းတော်ဦးစည်းမှုနဲ့ရဲဝန်ထမ်းတွေရဲ့စီးနှင်းမှုအတွင်းမှာထောင်တွင်သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအချင်းသား73ဦးကိုထောင်အာဏာပိုင်တွေနဲ့ရဲဝန်ထမ်းတွေကရိုက်နှက်စစ်ဆေးတာအပြင်တိုက်ပိတ်စစ်ဆေးတာတွေပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီစစ်စင်းမှုအတွင်းမှာဖြာပုံမြို့နယ်ကနေအကြမ်းတိုက်ဖြက်ရေးဥပဒေပုံမှန်52ကကြင်းနဲ့ထောင်တန်9နှစ်ကြာခံထားရတဲ့နိုင်ငံရေးအကြီးအကဲကိုညံမင်းထွန်းဟာစစ်ကြောရေးမှာတည်ဆုံခဲ့ရတယ်လို့ JNPB ရဲ့တာဝန်ရှိသူကိုစောရဲထုတ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒါအပြင် ထောင်တွင်းသတင်းပေါကြားမှုနဲ့ပတ်သက်ပြီးတော့တချို့နိုင်ငံရေးအကျဉ်းသားတွေကိုလက်ရှိအချိန်ထိဆက်လက်ပြီးတော့တိုက်ပိတ်ထားတဲ့အပြင်တချို့နိုင်ငံရေးအကျဉ်းသားတွေကိုလည်းပြန်လည်လွတ်မြောက်လာတာရှိတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလကနေအောက်တိုဘာလအထိနိုင်ငံတော်ကအကျဉ်းတော်အသီးသီးမှာစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာနဲ့အရေးပေါ်စေကူသားခွင့်မရရှိတာကြောင့်နိုင်ငံရေးအကျဉ်းသား28ဦးတည်ဆုံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစင်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မြေမော်ရွာကိုအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်းထိုးလာပြီးတော့တိုက်ပွဲများဖြစ်ပွားနေပြီးရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုဗမာရ၁၀ရက်နေ့မနက်အစောပိုင်းမှာလောင်းလုံးမြို့ပေါ်မှာတပ်ဆွဲထားတဲ့ အကြမ်းစစ်ခွေးများဟာမြို့အနီးမှာရှိတဲ့ငင်းမော်ရွာကိုအင်းအားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းစစ်တပ်တို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့ခြေပါနေပြည်သူများဟာရွာလုံးချွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလက်ရှိချိန်ထိမြင်းမော်ရွာထဲမှာရှိနေပြီးစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်မြင်းမော်ရွာကပြည်သူအများအပြားအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာများကပြည်သူများပါဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးဖြုတ်တွေ့တိုက်ပွဲများခက်မှန်ဖြစ်ပွားနိုင်တယ်လို့သိရပါဗါတယ်။စစ်ခွေးစစ်ကြောင်းကမနေ့ကလောင်းလုံးမြို့နယ်အနီးအနားမှာရှိတဲ့မြင်းမော်ရွာကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်လာလို့တိုက်ပွဲဖြစ်တာမြေပြင်မှာတော့စစ်ရေးဆက်လက်တင်းမာနေတော့မယ်စစ်ခွေးစစ်ကြောင်းကအဲ့ဒီရွာထဲမှာရှိနေသေးတယ် ရွာထဲကနေပြန်မဆုတ်သေးဘူးပြည်သူတွေလည်းရွာလုံးချုပ်ကိုထွက်ပြေးနေရတာလို့တော်လိုင်းသတင်းအေးမေကရှင်းပြထားပါတယ်အလားတူပဲတနင်္လာရီတိုင်းတရချောင်းမြို့နယ်၆ချောင်းရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးသွားကြောင်းဒေတာရင်းစီရင်သတင်းအေးမေကပြောပါတယ်နိုဝင်ဘာလ9ရက်နေ့မှာဘိတ်တော်ဝဲလမ်းမိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က6ချောင်းရွာကိုဝင်ရောက်စီးနင်းမိရှုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ အခုလိုမျိုးစစ်ကြောင်းထိုးလာတဲ့အကြမ်းမဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိခွေပစ်ခတ်မှုများဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးများကနေအိမ်များကိုမိရှုပ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဘိတ်တဝဲလမ်းမိုက်မှာကတော်လိုင်းတပ်ဖွဲ့တွေရဲ့ဂိတ်စခန်းတွေရှိပါတယ်။အဲ့ဒါတွေကိုစစ်ခွေးတွေကရှင်းလင်းဖို့စစ်ကြောင်းထိုးလာတာဖြစ်မယ်။ထိပိတ်မှုအနေငယ်ဖြစ်ပြီးတော့စစ်ခွေးတွေကရွာကိုဝင်ရောက်စီးနင်းမိရှုပ်ခဲ့တာ။တိုက်ပွဲကခဏလေးပဲဖြစ်သွားတာပါ။ထိပိတ်မှုဖြစ်ပြီးတာနဲ့ခွေးတွေကနေအိမ်တွေကိုဝေပြီးမိရှုပ်တော့တာပဲလို့စီရင်တရင်ရင်တွေကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ